ယူကရိန်းရဲ့ပင့်ကူအိမ်စစ်စင်ရေးကိုတုတ်ပြန်တဲ့အနေနဲ့စံချိန်တင်ဒရုန်းတိုက်ခတ်မှုရုရှားပြုလို့ အလုံးမေမင်္ဂလာပါပြီးခဲ့တဲ့ဇွန်လတရနေ့ညနေပိုင်းမှာဆိုရင်တော့ယူရိန်းကရုရှားလီတဲစကန်ကိုဒရုန်းစစ်ဆေးရေးတစ်ခုပြုတ်လုခဲ့ပါပြီ။ပင်ကဝင်းစစ်ဆေးရေးလို့အမည်ပေးထားတဲ့စစ်ဆေးရေးမှာဆိုရင်တော့ရုရှားနိုင်ငံအတွင်းသို့လှည့်ဝဲသေးဆောင်လာခဲ့တဲ့ဒရုန်းပေါင်း၁၁၈စင်းအထိကိုအသုံးပြုခဲ့တာလို့သိရပါပြီ။ဒီဒရုန်းတွေနဲ့ရုရှားစစ်စကန်လေးခုကိုတိုက်ခိုက်ခဲ့ရမှာဆိုရင်တော့စစ်လေယာဉ်အစင်း၄၀ကျော်ကိုလည်းဖျက်ဆီးနိုင်ခဲ့တာပါ။ရုရှားကိုတံပြန်စစ်ထိုးတာတွေပါလုလာခဲ့တဲ့ယူကရိန်းအတွက်အကြီးမားဆုံးတံပြန်ထိုးစစ်တစ်ခုဖြစ်တယ်လို့ရုရှားကိုအထင်အားစေခဲ့ ါရီယူကရိန်းရဲ့ပင်ကူအိမ်စစ်စင်ရေးအပြီးမှာတော့ရုရှားဘက်ကစစ်ရေးရှိန်မြင့်တက်လာခဲ့ပြီးတော့တုံ့ပြန်မှုတွေလည်းလုပ်လာပါရီမကြသေးခင်တုန်းကပဲရုရှားကယူကရိန်းကို ကျူးကျော်စေးစားတဲ့ပြီးနောက်စံချိန်တင်တိုက်ခိုက်မှုတစ်ခုလည်းလုပ်ခဲ့ပါရယ်ရုရှားက drone စေးရေ496စေးထိတုံးပြူပြီးတော့ယူကရိန်းဘက်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါရယ်ဒါပြင်ဒုံးကျည်စေးရေ20လောက်ထိတုံးပြီးတော့လည်းတိုက်ခတ်သေးတယ်လို့ယူကရိန်းဘက်ကဆိုပါရယ်ဒီတိုက်ခိုက်မှုကတော့ယူကရိန်းဘက်က210ခုမှပြစ်မှတ်ထားပြီးတော့လုဆောင်ခဲ့တာဖြစ်ပါရယ် အဲ့ဒီတိုက်ခိုက်မှုကြောင့်ယူကရိန်းဒေသအများပြားမှာထိခိုက်ပျက်စီးမှုရှိခဲ့ပေမဲ့လူသေဆုံးမှုစီးရဲနဲ့ထိခိုက်ဒဏ်ရာရရှိမှုခြေနေကိုတော့အစီရင်ခံစာထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူးဒီတိုက်ခိုက်မှုဟာရုရှားယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းအကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့လည်းရီဗင်မျိုးတော်ဝန်အလက်ဇန်ဒါထရရက်ကပြောပါရင်ရုရှားဘက်ကဒရုန်းတွေဒုံးကျည်တွေအများပြားတုံးပြီးတော့တိုက်ခိုက်လာတယ်ဆိုပေမဲ့ယူကရိန်းဘက်ကလည်းလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုတုံးပြီးတော့အများစုကိုဟန်တားနိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါရင်ဒီခြေအနေနဲ့ပတ်သက်ပြီးတော့ ုံးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဇီလန်စကီကိုပြစ်တင်ထားခဲ့ပါတယ်။ဇီလန်စကီကပူတင်အတွက်ယူကရိန်းတနိုင်ငံလုံးကိုဘုံကျဲစေနိုင်ဖို့အကြောင်းပြချက်ရှာပေးသွားခဲ့တယ်လို့ထရန့်က ပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဒါပေရုရှားရဲ့တုံ့ပြန်မှုတွေဟာဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ဘူးလို့လည်းအမေရိကန်ကခံမှန်းသွားပါတယ်။ဂျုံနေပါဝင် ကွဲပြားတဲ့ဝေဟင်ပြေစွမ်းရည်တွေပါဝင်လာနိုင်ပွဲရှိနေတယ်လို့အမေရိကန်ရရှိသူကပြောကြားခဲ့ပါတယ်။ပူတင်ကိုယ်တိုင်ကလည်းရုရှားဘက်ကလက်တုပ်ပြန်မှုတွေအပြင်းထန်ပြီးတော့ရှောင်လဲလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ချင်းချောက်ပြောဆိုခဲ့ပါတယ်။ကြီးစုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။